အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကစုပါဝင်စုလိုမုံပြင်းနေရလူတွေအရန်ကြိုက်တယ်ငနှက်မွန်ချက်ချက်ပါမယ်ဒါလေးတွေကတော့ငနှက်မွန်ချက်မှာပါဝင်တဲ့ပစ္စည်းလေးတွေပါ ပထမအဦးဆုံးစုငနှက်ကိုအရာဓာနေပါမယ်စားအနေငယ်နဲ့ချက်သားမော့အနေငယ်ထည့်ပါမယ်ပြီးရင်တော့စုမယမ်းပြားကိုပါငနှက်ထဲမှာတစ်ခါတည်းထည့်နေပါမယ်နော် ငနက်ကူတော့လေစူကြီးတဲ့အကောင်တွေကိုတော့နှစ်ပိုင်းပိုင်းနိုင်ပြီးတော့ရင်နည်းနည်းသေးတဲ့အကောင်တော့အကောင်လိုက်ပဲထည့်ထားပါတယ်ငနက်ကကြည်လေတာဆိုတော့လေပိုင်းလိုက်ရင်အရင်ကြည်သွားမှစူးလို့ပါငနက်ကိုစားချက်တမ်းမို့မရင်ပြားနဲ့အရရနေပြီးတော့စူတို့ခဏလောက်နှက်ထားလိုက်ပါမယ်စပလီနှစ်ချောင်းကိုတော့စူဟင်းထဲမှာချောင်းလိုက်ထည့်ဖို့ထုထားပါမယ်တစ်ချောင်းကိုတော့ထားပြီးထည့်ဖို့ပေါ့နော်စူပပားလေးတွေလှီလိုက်ပါတယ် ျက်နှံ့နှံ့ကိုတော့အနေတော်ရွယ်လေးတွေပိုင်းထားလိုက်ပါတယ်။ပြီးရင်တော့ငရုတ်သီးစိမ်းလက်ထားပါမယ်။ချက်တုံပြူကိုလည်းထည့်ပြီးထားပါမယ်။ချက်တုံနီနဲ့ဇပလင်းပပလှီထားတာလေးကိုလည်းထည့်ပြီးထားပါမယ်။စိမ်းစားငပိကိုလည်းစုတစ်ခါတည်းထည့်ပြီးထားပါမယ်။စိမ်းစားငပိကိုတော့ဟင်းချက်တဲ့အခါမှာရေဖြိုပြီးထည့်လဲရရတယ်နော်။ ကဲဒါဆိုရင်တော့စုငနဲ့ရင်ချက်ပါတော့မယ်။အိုးရဲကိုစီအနေငယ်ထည့်ပါမယ်။စီပူလာပြီဆိုရင်တော့စနွေးမှုတ်အနေငယ်ထည့်ပါမယ်။ပြီးရင်တော့ခုနတော့ငါထောင်းထားတာလေးကိုထည့်ပြီးစီတက်ပါမယ်။စီတက်ထားတာအနက်မွေးလာပြီဆိုရင်တော့ရေထည့်ပါမယ်။ရုပ်တီးချက်တုံထောင်းထားတဲ့စုံစည်းရေကိုပါထည့်လိုက်ပါတယ်။ ထုထားတဲ့ဇပလီနှစ်ချောင်းကိုလည်းထည့်လိုက်ပါမယ်။ပြီးရင်တော့ဟင်းရည်တွေပွပွဆူလာတဲ့အထိအဖုံးအုပ်ပြီးထည့်ထားပါမယ်။ခုလိုမျိုးဟင်းရည်တွေကပွပွဆူလာပြီးဆိုရင်တော့အရာဓာနဲ့မရမ်းပြနေထားတဲ့ငနှက်တွေကိုထည့်လိုက်ပါမယ်။ပြန်တော့ဟင်းရည်တွေပွပွဆူလာတဲ့အထိခဏလောက်အဖုံးအုပ်ပြီးတည်ပါမယ်။ ငနှက်ကလည်းအရန်ကိုကြက်တာမြင်တယ်အခုလိုမျိုးဟင်းရီတွေပွပွဆူလာပြီဆိုတာနဲ့ငနှက်ကကြက်ပြီးအတော်ဟင်းရီရဲ့အရာဓာကိုမြည်ပါမယ်ဟင်းရီရဲ့အရာဓာအပေါ်အငန့်အချင်ဆက်ကတော့မမီစိုက်ကြိုက်လို့တလို့ပြင်ဆင်ပါနော်ဆူရဟင်းကတော့အငန့်အနေငယ်ပေါ်နေလို့ဆူဆန်းအနေငယ်ထထဲလိုက်ပါတယ်ခုဆိုရင်တော့အနက်မှုမှုလေးနဲ့ချင်းငင်ဆက်ရတာလေးနဲ့အရန်ကိုမှထမင်းပိန်စီတဲ့ငနှက်ဟင်းကျက်ပါပြီ။ အနက်ပိုမွေးသွားအောင်လို့ဟင်းချက်ကနီးမှာရှဲနဲ့နဲ့အနေငယ်နဲ့ရုပ်သီးစိမ်းအနေငယ်ကိုအုပ်ပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတပါ